မြမလဝေဖိုက်တာကြီးလေဂျန်ကြီးသွေးသည့်ဝင်လာရုပ်တရက်အာယူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းတွေအတိအကျထွက်ပေါ်လာတာဖြစ်တဲ့တော့တနိုင်ကလုံးကပြည်သက်တွေကတော့သွေးသည့်ဝင်လိုက်အတွက်ရောင်းဝယ်မှာစိုးရင်သွားခဲ့ကြပါရီသွေးသည့်ဝင်လိုက်ရဲ့ဒါရီသတင်းတွေမချားရပဲနိုင်သတင်းတွေပဲချားရပြားအမတန်းမှစိတ်မကောင်းပါဘူးသွေးသည့်ဝင်လိုက်ဟာ ရုပ်တရက်ပဲ သူဒီ fighter ဘွားကနေလဝေလောကကားနေအနိုင်ယူချောင်းချညာလိုက်တယ်ပေါ့ဗျာတိတိဝင်းလိုက်ဟာဂုံစုံဆိုင်လေးဆောက်ပြီးတော့ဘွားကိုအေးအေးချမ်းချမ်းပဲဖြတ်တန်းတော့မယ်လို့ကြားသီးရတယ်တိတိဝင်းလိုက်ဟာရိုးရလဝေလောကမှာတပီးညိုတယောက်ကလွေရုံးပွဲမရှိခဲ့တဲ့ fighter ကောင်းတယောက်ပဲဖြစ်ပါတယ် one championship မှာတော့နှစ်ပွဲဆက်တိုက်ရှုံးခဲ့တာကြောင့် one championship ကနေလေ one friday fight မှာတိတိဝင်းလိုက်ကိုဘွဲတယ်လည်းမပြင်းစင်ပေးခဲ့တော့ပါဘူး သူကိုယ်တိုင်ကလည်းသူ့ရဲ့ဂုံသိက္ခာအတွက်ရောဝမ်ချန်ပီယံရှစ်မှာထိုးဖို့မဖြစ်နိုင်တော့ပါဘူးအခုတော့သွေးသည့်ဝင်းလိုက်ကရုပ်တည်ရဲ့အနာယူလိုက်တာပါဒါကြောင့်မလို့ပရိသတ်တွေကဘာကြောင့်အနာယူတာလဲဆိုပြီးတော့သွေးသည့်ဝင်းလိုက်ရဲ့ဗတ်တက်တဲ့သူတွေကိုရောသွေးသည့်ဝင်းလိုက်ရဲ့ဆရာတွေကိုရောသွားရောက်မင်းမြတဲ့အခါမှာတော့တနိုင်ကလုံးကပရိသတ်တွေကိုရင်ချူစီခဲ့တာပါဒီကြောင်ရနဲ့ပတ်သက်ပြီးသွေးသည့်ဝင်းလိုက်ရဲ့အုံချုပ်သူဆရာဂျုံဝင်းလိုက်ကတော့ဂျားမာကြီးအခြေအနေကြောင့် သွေးတည်ဝင်လိုက်ကအခုလိုမျိုးအနာယူလိုက်တာလို့ဆိုလိုက်တာပဲဖြစ်ပါရည်သွေးတည်ဝင်လိုက်ဟာပရိသတ်တွေကိုအတိမပေးထားတဲ့ယောဂါတခုရှိနေတာဖြစ်ပြီးတော့အဲဒါကြောင့်မို့ပဲဘွဲတွေဆက်ထိုးဖို့မဖြစ်နိုင်တော့ဘူးလို့သူရဲ့ဆရာအုပ်ချုပ်သူကဆိုထားပဲဖြစ်ပါရည်သူရဲ့ဆရာပြောကြားချက်အရတော့အเจ้าမကြီးချင်းနေရချင်းယူပြီးကုသမှုခံယူအောင်မှမို့ပြန်ထိုးဖြစ်မထိုးဖြစ်ဆိုတာကတော့50 50ရခိုင်နှုန်းပဲလို့ဆိုထားပဲဖြစ်ပါရည် တည်တည်ဝင်လိုက်အခုလိုမျိုးယောဂကတ်ဆူကြီးကနေမြန်ဆုံးကြောထွားနိုင်ပါစေသူရဲ့ပြည်သူတွေကတော့အခုလိုမျိုးချားမကြီးမကောင်းတာလေးနဲ့တော့အနာမယူသင့်ပါဘူးဒါမှမဟုတ်ချားမကြီးကအတော်လေးကိုစူနေလားမြန်ကူတာမှုခံယူပြီးချိုးဝဲမှုကိုပြန်လာပါလားဆိုပြီးတော့ပြည်သူတွေကတော့ပြောရတဲ့သူကပြောဖို့ဗျာတချို့ကတော့တူတူဝိလန်ယောဂအချင်းနဲ့အရင်ဆိုးရွားနေတာကြောင့်တခုမြတ်ဖြစ်တော့မလားသေတော့မလားဆိုပြီးတော့နော်စွရင်လုံနေသူကစွရင်လုံချရပါတော့နော်တကယ်လို့မှပြည်သူတွေကတော့စိတ်ပူနေချပါပြီဖြစ်ပါရဲ့နော်